ယေရှုခရစ်၏တမန်တော်ငါပေတရုသည်နားထောင်ခြင်းဂျေဇူးယေရှုခရစ်၏အသွေးတော်နှင့်ဖျံခြင်းဂျေဇူးကိုခံရမည်အကြောင်းဝိညာဉ်တော်အားဖြင့်တန်ရှင်းခြင်းတော်ရောက်၍ခမည်းတော်ဖျားသခင်၏အနာဂရဏညာတော်အတန်းရွေးကောက်တော်မူသောသူသည်ဟူသောပုန်တုပီဂလာကိပီကပ်တော်ကိပီ အာရှိပီဘသူနိပီအယက်ရတော်၌ကွဲပြားသောအဲ့တဲ့အာခန္ဓုတို့ကိုချားလိုက်ပါ၏ကြီးစုတော်နှင့်ငင်းတချင်းသည် သင်တို့၌များပြားပါစေသော အသက်ရှင်ခြင်းနှင့်ဆက်ဆိုင်သော မျောလင်းခြင်းအကြောင်းရှိစေခြင်းကဖောက်ပြန်ခြင်းညှစ်ဆွန်ခြင်းညှိုးနွမ်းခြင်းနှင့်ကင်းစင်သောအမွေတော်ကိုငါတို့သည်ခံရစေမည်အကြောင်းယေရှုခရစ်ကိုတည်ခြင်းမှထမ်းမြောက်စေတော်မူသောအားဖြင့်ကြီးစွာသောကရုဏာတော်နှင့်အညီငါတို့တက်ဖန်ဖြစ်ပွားစေတော်မူသောငါတို့သခင်ယေရှုခရစ်၏ခမည်းတော်ဘုရားသခင်သည် မင်္ဂလာရှိတော်မူစေတည်းထိုအမွေတော်သည်ကနောက်ဆုံးသော ကာလ၌ ထင်ရှားစေခြင်းကပြင်ဆင်သောကဲ့တင်ခြင်းတို့ရောက်စေမိအကြောင်းယုံကြည်ခြင်းအထင်ဖျားသခင်၏တခိုးတော်သည်စောင့်ရှောက်တော်မူသောတင်သောဘုကောင်းကင်ဘုံ၌တောထားလျက်ရှိသော အမွေသည်အရေးကြို၏စုံစမ်းခြင်းကိုခံနိုင်တော်လဲပျက်စီးတတ်သောရွှေကိုစစ်ကြောစုံစမ်းခြင်းသာတင်တို့ယုံကြည်ခြင်းကိုစစ်ကြောစုံစမ်းခြင်းအရာသည်တာ၍မျက်တည်နှင့်ယေရှုခရစ်ပေါ်ထွန်းတော်မူသောအခါအချီးအမွမ်းဂုံးတရေဘုံအနုဘော်အလုံးကောင်ထိမိအကြောင်း အထူးထူးအပြားပြားသောစုံခမ်းလောင်ရှာခြင်းကိုခံရသောအကြောင်းရှိလင်တင်တို့သည်ယခုခဏခံရ၍ဝမ်းနည်းတော်လေအထာဆောကေပြီးသောကြီးစုတော်ကိုထောက်၍ရွှင်လန်းသောစိတ်ရှိကြ၏ထိုသခင်ကိုတင်တို့သည်မမြင်ဘူးတော်လေချစ်ကြ၏ယခုမှလည်းမမြင်ပဲလျက်ယုံကြည်သောအခြင်းဘုံဝတ္တိရင်ဆက်ဆိုင်သော ပြော၍မမီနိုင်သော ရွှင်လန်းခြင်းစိတ်နှင့်ဝမ်းမြောက်ကြသည်ထိ၍စိတ်ဝိညာဉ်ကိုကဲ့တင်ခြင်းသည်ဟုသောယုံကြည်ခြင်း၏အချိုးကိုခံရကြ၏ ထိုကက်တင်ချင်းအကြောင်းစာကိုပျော့ဖီတို့သည်စစ်စစ်စစ်ချောမေးမြန်းရှာဖွေ၍တင်းတို့ခံရသောကျေးဇူးတော်အကြောင်းကိုဟောပြောကြပြီးခရစ်တော်ခံတော်မူရသောစင်ရဲ့ကို၎င်းစင်ရဲ့ခံပြီးမှဝင်စားတော်မူရသောဘုံစည်းစဉ်ကို၎င်းသူတို့အထက်၌ရှိသော ခရစ်တော်၏ဝိညာဉ်တော်သည်တသက်ခံနှင်းတော်အခါအဘယ်မီသောသူကို၎င်းအဘယ်သို့သော အချိန်ကာလကို၎င်းဆိုလိုတော်မူ၏ဟုမေးမြန်းရှာဖွေကြ၏ကိုဟောပြောပြုစုသောအရာညာတို့သည် ကိုအဘိုးမဟာတင်တို့အဘိုးသစ်တီဟုထိုသူတို့အားဖွင့်ပြတော်မူ၏။ကောင်းငင်မုံမအစဲလက်တော်မူသောတန်ရှင်းသောဝိညာဉ်တော်ပါလျက်တင်တို့အားဧဝံဂေလိတရားကိုဟောပြောတော်သူတို့သည်ထိုအရာမှကိုတင်တို့အားယခုကြားဖြောက်ကြပြီးထိုအရာတို့ကိုကောင်းကင်တမန်တို့သည်စိတ်စိတ်ချီးကျူးစင်စွာခြင်းတော်စေတနာစိတ်ရှိကြ၏။တို့ဖြစ်၍တင်တို့စိတ်နှလုံးကိုကာဗန်စီ၍အမတ်တရီရှိကြလော့။ယေရှုခရစ် ပေါ်ထွန်းတော်မူသောအခါ တင်းတို့စီတို့ရောင်လတန်သောစုကျေစုကိုအဆုံးတိုင်အောင်မျောလင့်ကြလော့အထက်ကတင်းတို့သည်မောင်မိုက်ထိုင်းမှာကျင့်သောတတ်မြတ်ခြင်းတရားကိုယခုမလိုက်မကျင့်ဘဲနောက်ထောင်တတ်သောတငယ်ကဲ့သို့ထိ၍တင်းတို့ကိုခေါ်တော်မူသောသူသည်တန်ရှင်းတော်မူဤသို့ကျင့်ကြံပြုမှုသမျှတို့၌တန်ရှင်းခြင်းရှိကြလော့အကြောင်းမူကားငါသည်တန်ရှင်းတော်မူသောကြောင့်တင်းတို့လည်းတန်ရှင်းခြင်းရှိကြလော့ဟုကျမ်းစာလာသည်လူမင်းနာကိုမငဲ့ ခတ်သိမ်းတော်သူတို့၏အကျင့်အတိုင်းစီရင်တော်မူသောခမည်းတော်ကိုတင်တို့သည်စုတောင်းကူးွယ်လျင်ဧည့်သည်ဖြစ်စဉ်ကာလပတ်လုံး၆ရသောစိမ့်နှင့်ကျင့်နေကြလော့မိစဉ်ပါစေအကျင့်လိုင်းသောအချင်းဤကျင့်ကြံပြီးမှုမူမှွှေငွေအာသည်ဖောက်ပြန်ပျက်စီးသက်သောဥစ္စာနှင့်တင်တို့ကိုရွေးတော်မူသည်မဟုတ်အဘယ်ဖြစ်မြမရှိအငြင်းချင်းဤကင်းစင်သောတိုးထငယ်သေးသောခရစ်တော်၏အသွေးတော်မြတ်နှင့်ရွေးတော်မူသည်ကိုသိမှကြလော့ထိုခရစ်တော်က ဤကဘာမတိမရှိမီခံတီးတော်မူခြင်းကိုခံနေသည်ထိ၍ကိုတော်အားဖြင့်ဖျားသခင်ကိုယုံကြည်သောတင်တော်ဘူဤနောက်ဆုံးသောကာလ၌သင်ရှားတော်မူဖြစ်ပြီးတင်တို့သည်ဖျားသခင်ကိုထောက်၍ယုံကြည်ခြင်းမျှော်လင့်ခြင်းရှိသည်ခြင်းကထိုသခင်ကိုဖျားသခင်သည်တည်ခြင်းမှထမြောက်စေတော်မူ၏ဘဝတည်းကိုပေးသနာတော်မူပြီးတင်တို့သည်ဖောက်ပြန်ပျက်စီးတတ်သောမျိုးစေ့အဖျင် ဖြစ်ပွားခြင်းမဟုတ်ငါဖောက်ပြန်ပျက်စီးတတ်သောမျိုးစေ့သည်ဟုသောအသက်ရှင်၍အစဉ်မြဲတည်တော်မူသော ဖျားသခင်၏နှုတ်ပတ်တော်အဖြစ်ဖြစ်ပွားကြသောကြောင့်ညီအစ်ကိုကိုချစ်ရမဆောင်အမှန်ချစ်ခြင်း အလုံးက စိတ်ထဲမှာတမာတရားကိုနားထုံလေကိုစိတ်နှလုံးကို စင်ကြယ်စေသည်သည်အညီစင်ကြယ်သောစိတ်နှင့်အချင်းချင်းအားကြီးသောချစ်မေတ္တာရှိကြလော့လူမျိုးရှိသည်များသည်မြတ်ပင်ကဲ့သို့ဖြစ်လူမျိုး၏ဘုန်းရှိသည်များသည်လည်းမြတ်ပင်ကဲ့သို့မြတ်ပွင့်ကဲ့သို့ဖြစ်မြတ်ပင်သည်ညွန်းနွမ်းသွေချောက်တတ်သည့်အပွင့်လည်းကျွေးတတ်သည့်သာဝရဖျား၏နုပတ်တရားမူကား ကာလအစင်းမြေတီဤထိုနုပတ်တော်သည်တင်တို့အားဟောပြောသောဧဝံဂေလိတရားဖြစ်သည်